နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပြိနိဗ္ဗာန်သို့မှလာတဲ့ပြိနိဗ္ဗာန်မဆန်ခင်ဆယ်လပြိနိဗ္ဗာန်ဆန်မှုဆယ်လအလိုဝါဆိုလာပြီကျော်တည့်ရလာမဲ့ကဆုံလာမှာပြိနိဗ္ဗာန်ဆန်မယ်ဆိုရင်ဝါဆိုလာပြီကျော်တည့်ရမြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်သွား အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကမာရဏန္တိကဆိုတာသေခြင်းနာကတ်သွားတို့မို့သေမပြောင်းမဲ့ယောဂမျိုးပေါ့ခေစကားနဲ့ပြောရင်တော့အင်ကီဝါတွေပေါ့ခုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးလို့ဆိုခုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကီဝါတွေပေါ့ အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်လအတွင်းအဲ့ဒီယောဂမပေါ်အောင်ထိမ့်လိုက်တယ်ဘာနဲ့ထိမ့်လို့ဆိုရင်ဟောဒီသဏ္ဍဝီရိယဝိမာန်တစိတ်တဆိုတဲ့အဋ္ဌိပတ်၄ပါးအင်အားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိမ့်လိုက်ထိမ့်လိုက်တာဆယ်လတိတိအဲ့ဒီယောဂပြတ်မပေါ် ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါဘာလုပ်တော့ဆိုရင်တေကနိလို့ဆိုဆိုလူကုတ်တဲ့ထိုးပေးတာစိတ်ဆွမ်းအားရှိနေသည့်အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့ဆယ်လတ္တိတိယောဂမပေါအောင်ထိန်းထားလိုက်တမန်ဖလတ်တမဘမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယသင်္ခါရဖလတ်တမဘဆိုသာနာဝိရိယဝိမန္တစိတ်ဓာတ်ဆိုတာဓာရီဆွမ်းအားတွေမြင့်ပြီးတော့ ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမဘတ်ကိုဆိုလို့အဲ့ဒီဖလသမဘတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်ဒီယောဂတွေလုံးဝပေါ်မလာတော့ကျမ်းမာသွားတယ်ဘယ်ကတိကျမ်းမာဟောစိတ်စွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားက ဆလတ္တိတိယောဂတွေမပေါ်အောင်ထိမ့်တယ်လေလို့ဆိုရင် သူ့အတွက်မဟုတ်ဘူး။ဖျားပွင့်လာတာသူ့အတွက်မဟုတ်ဘူး။တတဝါတွေအတွက်ဘယ်သူ့အတွက်လဲလို့ဆိုလို့ရှိရင် နောင်ဆယ်လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့သူပတ္တဆိုတဲ့ပြပတ်ကြီးရှိတယ်။အဲ့ဒီပြပတ်ကြီးက မြတ်စွာဘုရားကသာဆယ်လာစောပြီးပြိဋိဘံဆံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီ။ဘုရားတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီ။ဒီဘဝမရရင်နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့။ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူး။ရှိလေမြတ်စွာဘုရားက တပ္ပထကျင့်စဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့တပ္ပထကျင့်စဉ်ကိုနီးလန်းပြီးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယသိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယသိကြီးတွေတပ္ပထကျင့်စဉ်တော့သူတို့ထွတ်ထွရောက်ပေါက်ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုတာထွတ်ထွရောက်သို့သောဘုရားကသစ္စာလေးပါး ဝိပဿနာရှင်းစဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါးကိုသိတဲ့ဖရာဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြီးလိုက်တော့တဦးကတပတ်စောပြီးတော့ကွယ်လွန်သွားတယ်။နောက်တဦးကတညတာစောပြီးတော့ကွယ်လွန်သွားသွားရောသူတို့နောက်ရိမိတ်တရားဖရာလည်းသူတို့တွေ့မှာမဟုတ်တော့ဘာဖြစ်လို့အရုပဘုံရောက်နေကြတယ် အရူပဘုံဆိုတာနန်းကြီးပဲရှိတယ်။ဖះတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်။မကြားရရင်သွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိ။အဲ့ဒီကပြန်သေးအောင်မယ်။သေးလာတဲ့အခါမှာလူပြေရောက်နတ်ပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လဲရောက်သွားအောင်မယ်။ဆုံးရှုံးနေတာမဟုတ်ရဒီလိုရှိတယ်ပေါ့။ထို့တူပဲသုဘာဒကြီးကလွဲသွားနိုင်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားက ဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်မဝင်စားသေးဘူး။ဆယ်လဆောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူး။နော်လူဆိုတာစိတ်ဝင်စားမှလောက်တာလေ။ခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာ။အဲ့တော့ဥပဒ္ဒပြပိုက်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူး။ နောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညသကောင်အချိန်လောက်ရောက်မှ သူဖျားစီရောက်လာတာရောက်လာတာတော့မှသူကယင်တဲကတန်တရာစကားကိုမေးချင်လို့ရောက်တာဘာမေးတုံးဆိုတော့ခိုင်းဆရာဘာသာရေးခေါင်းဆောင်นี่သူဘုရားသူတို့ကိုသူတို့ ဖျားလို့ဝန်ခံနေကြတယ်သူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူကညဆော်ဖျားကအဲ့ဒါတွေမေးမနေနဲ့သူ့မှာအချိန်မရှိဘူးပေါ့အဲ့ဒါတွေမမေးနဲ့ဖျားကရှင်းရှင်းလေးပြောတယ်မက္ကင်၈ပါးဆိုတဲ့အကျင့်တရားမက္ကင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမက္ကင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော် အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာနော်အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှ သောတာပန်တကယ်ကအနာဂါယနာဆောင်ဖြစ်နိုင်ဘူး မဂ္ဂင်ရှင်ပါအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြောတယ်။တန်ဉာဝကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတစ်ချောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဘောရဘာသာအဖြစ်ကူးပြောင်းလို့ထုံညမှာပဲယဟန်ဝတ်တရားကျင့်ဘုရားပြိဋိနိဗ္ဗာန်မဆိုင်ခင်လေးမှာယန္နာဖြစ်သွားတယ်။နောက်ဆုံးတပည့်လို့ခေါ်တယ်။သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတ္တိရီယောဂမဖြစ်အောင် ထိန်းလိုက်တယ်။ အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တာဝီရိယဝိမန္တစိတ်ဓာတ်ဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြောဒါကြောင့်မလို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေကစွမ်းရည်တတ္တိတွေမဖြစ်တယ်လို့ဆိုလို့ရှိရင်မလုံလို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင် လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိလူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုချင်တယ်နော်ချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီဘက်မှာရှိတယ် အဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတရားဘက်ကိုဆန္ဒမရှိသေးတည်းမြတ်တရားကိုသိတဲ့အသိဉာဏ်မရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ် ဘုရားလောင်းလို့6နှစ်ပါလုံးဒုက္ခရစရိယကျင့်တာလမ်းဆုံးတီအောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ချန့်ခိုင်းတယ်လဲခန္ဓာကိုယ်ဟာဘလောက်ကျမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားလောင်းတော်ကြီးကကျင့်နေတဲ့အချိန်မှာတော့သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှာရှိတဲ့အမွှေးတွေကျွတ်ကျသွားအဲ့လောက်ထိအောင် ကျမ်းမာရေးဘိုက်ကင်လို့ရှိရင်ကြောရုံကုန်ထိနေတယ် ကြောရုပ်ကုန်းနဲ့ဘိုက်နဲ့အချက်နေတယ်လို့ဒီလိုပြောတာเนาะရက်လုံးနှလုံးကဘလောက်ထီအောင်ရှိသွားတော့ဆိုဟိုးရေတွင်းကြည့်ရသလိုပဲမျက်လုံးအိမ်နေတယ်မှာမျက်လုံးကနေခြိုက်ဝင်နေတယ်လို့ပြောပါကစ္စတန်ဂန္ဓာရပပုပညာနဲ့ထုထားတဲ့6နှစ်ပတ်လုံးဒုက္ခရစရိယချင့်တဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်เนาะ စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီနေထားထီအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယအနေနဲ့ဝီရိယမဟုတ်ဘူးတရားမို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်လန်းရမယ်လို့ကြိုးပမ်းအထောက်မှုကရှိရမယ်လို့ဒီလိုဟောတာသူကိုယ်တိုင်လည်းကြိုးပမ်းအထောက်ခဲ့တာ အဲ့ဒီကျူပန်းအထုတ်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှင်တရားသူတရားမြတ်မရနိုင်ဘူးလူတွေဟာသူ့အတိုင်းတားနဲ့သူရတာဆန္ဒလည်းဆန္ဒရှိသလောက်ပဲကျူပန်းမှုလည်းကျူပန်းမှုရှိသလောက်ပဲရမှာပဲစိတ်ထကြံ့ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထနောက်ဆုံးမယ်ဆိုတော့တခုမှမရှိဘူးအခုမှဒီလိုစိတ်ဓာတ်ကြန့်ခိုင်တာမဟုတ်ဘူး စိတ်ဓာတ်ချမ်းခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ဓာတ်ချမ်းခိုင်မှုဟာအလုံးကြောင်းကြလိမ့်မယ်မဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တင်းမောပြက်လို့ပင်လယ်ထဲမှာတင်းမောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ကူးခတ်နေတာ တမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုအိုးမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန်သူတယောက်ပဲကုတယ်အသက်နဲ့ကိုမြဲနေတဲ့များတော့လုံးဝဝီရိယထုတ်နတ်သမီးကလာမေးတယ် တလောက်ကမ်းမမြင်တဲ့နေရာမှာခုနေလို့ရောမင်းဘာအကျိုးရှိမှာလဲသူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တင်တာကိုငါလှုပ်နေတယ်ကျိုးစားအထုတ်မှုကငါတောင်းအောင်မယ်ရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေတည်သွားပြီခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့မမြင်ဘူးတာမြင်နေရဘူးပေါ့ ဘုရားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးပန်းအထောက်မှုတို့အဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတာနော်လူတွေအများစုကစိတ်ဓာတ်မကြန့်ခိုင်လို့တည်သွားကြတာလေများတယ်ဘဝပို့ပြီးတော့ဆုံးရှုံးနေတာတော့စိတ်ဓာတ်မကြန့်ခိုင်လို့ပဲစိတ်ဓာတ်ကြန့်ခိုင်လို့ရှိရင်လူ့ဘဝဒီလိုမဖြစ်နဲ့အေးဒါကြောင့်မို့လို့စန္ဒကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ် ကြံ့ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်တဲ့အဲ့ဒီလေးချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားချက်နဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းပဲလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်